တကယ်၍တင်သည်မြေမြုပ်မိုင်းကွင်းထဲသို့မတော်တဆဝင်ရောက်မိပါကခြေလန်းတလန်းမယုံဖြစ်တင်းဤနောက်ဆုံးခြေလန်းဖြစ်နိုင်ပါသည်တင်းသဘောပေါက်သည့်အခိုက်တန့်တွင်မလှုပ်ရှားပါနှင့်မြေမြုပ်မိုင်းများသည်ဖီအားသို့မဟုတ်လှုပ်ရှားမှုဖြင့်အစပြုတ်တတ်ပါသည်တင်းဤခြေရာများကိုရှာဖွေကြည့်ပါတင်းဤအတိအကျခြေလန်းများကိုနောက်ကျောင်းပြန်လှည့်ခြင်းသည်အလုံးကြုံဆုံးထွက်ပေါက်လန်းဖြစ်သည်ရှင်းလင်းသောခြေရာလမ်းကြောင်းမမြင်ရပါကမြေကြီးကိုဆန်းတက်ရန်တုတ်တုတ်မဟုတ်ကြောက်တုံးကိုအသုံးပြုပါလက်ပတ်လမ်းအရှိကီလိုမီတာ1900ခန့်ရှိပါသည်လမ်းလျှောက်နှုန်းတနအီကို9ကီလိုမီတာနှုန်းနဲ့လျှောက်မယ်ဆိုရင် ကြာမြင့်ချိန်ရန်နာချင်းမရှိပဲစတိုက်လျှောက်မယ်ဆိုရင်လက်ပတ်လေပြီးဖို့ရက်ပေါင်း90ရက်ခန့်ကြာမြင့်ပါလိမ့်မယ်။ကဘာမြေပေါ်တွင်လမ်းလျှောက်ခြင်း Equator ပတ်လမ်းအရှိကဘာမြေရဲ့ Equator ပတ်လည်းအရှိကကီလိုမီတာ4025ခန့်ရှိပါတယ်။အရှိကအတိုင်းတနာရီကို9ကီလိုမီတာနှုန်းနဲ့လျှောက်မယ်ဆိုရင်ကဘာကြီးကိုအပြည့်အဝလမ်းလျှောက်ပတ်ပြီးဖို့အတွက်ရန်နာချင်းမရှိဘဲစတိုက်လျှောက်မယ်ဆိုရင်ရက်ပေါင်း334ရက်ခန့်ကြာမြင့်ပါလိမ့်မယ်။